မင်္ဂလာပါခင်ဗျာကျွန်တော်ကဆွဲသစ်ပါ DVB ရုံးမြင်သံကြားနေ့လယ်နားနာအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးမှာပါမြန်မာသတင်းကမ္ဘာသတင်းနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာရန်ကုန်တိုင်းရန်ကုန်မြို့ပြပျောက်ကြား YUPA တော်လိုင်းတပ်ဖွဲ့ကရဲဘော် KC နဲ့ရဲဘော်မိုးလေးတို့နှစ်ယောက်ကိုနွေဘာလ16ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးတာခံလိုက်ရတဲ့အတွက်သူတို့နှစ်ယောက်နဲ့အဆက်အသွယ်ရှိသူတွေရှောင်ရှားကြဖို့ YUPA တပ်ဖွဲ့ကသတိပေးထုတ်ပြန်ပါတယ်။ YUPA ရဲ့ရဲဘော်တွေဖြစ်ကြတဲ့ KC နဲ့ Molero ဖန်ခန့်လာရတဲ့အတွက်သူတို့နှစ်ဦးနဲ့အဆက်အသွယ်ရှိတဲ့သူများရှိပါကလုံးဝအဆက်အသွယ်မလုပ်ပါရန်သတိပေးအပ်ပါတယ်လို့ပြောပါတယ်။ရန်ကုန် UG People Army YUPA ရဲဘော်တွေလည်းအရေးပေါ်နေရာရွှေ့ပြောင်းနေရပြီးရွှေ့ပြောင်းစိတ်တွေလည်းလိုအပ်နေတဲ့အတွက်ရဲဘော်တွေရဲ့ရွှေ့ပြောင်းစိတ်တွေလိုအပ်နေတယ်လို့ဆိုပါတယ်။ YUP ရန်ကုန်မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့နယ်တွေမှာရှိတဲ့စစ်ကောင်စီတပ်ရဲနဲ့စစ်ကောင်စီထောက်တိုင်တွေကို ဖောက်ခွဲရေးတွေလှုပ်ဆောင်နေတာဖြစ်ပြီးဆရာနာတိမ်မှုကိုမလိုလားတဲ့လူငယ်တွေစုပေါင်းပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါအပြင်အခက်အခဲတွေများစွာကြာကနေမြို့ပြ UG လုပ်ငန်းတွေလှုပ်ဆောင်နေတာဖြစ်ကြောင်းမြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်ခင်ဗျာ။မိုးကုတ်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာမှာကိုစိုးရင်လာကြောင်းဒေသခံတွေအနေနဲ့ယာယီနေရဆွန့်ခွာမှုတွေရှိနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ စစ်တပ်နဲ့တရားနယ်တွေတို့အပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးထားပေမဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတော့ကြံရှိနေအောင်မှာဖြစ်တဲ့အတွက်အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်စစ်တပ်ကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တာကြောင့်မန္တလေးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုဒေသခံတွေဟာရွှေ့ပြောင်းနေကြတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုရွှေ့ပြောင်းနေထိုင်သူတွေများလာတာကြောင့်ရင်းစည်းကားတွေကလည်းငွေကျပ်6သိန်းကနေ7သိန်းဝန်းကျင်အထိမြင့်တက်လာတယ်လို့သိရပါဗျ။ နိုဝင်ဘာလ6ရက်နေ့ကလည်းမိုးကုတ်မှာဆရာနာရှင်စနစ်ကိုအလုံးမရှိကြောင်းနဲ့မိုးကုတ်မြို့ရဲကိုအကြံဖက်ဆေးအုပ်စုတွေပြန်ဝင်ရောက်လာမှာကိုလုံးဝလက်မခံနိုင်ကြောင်းကိုဖော်ထုတ်ပြသတဲ့အနေနဲ့မိုးကုတ်မြို့မှာမြို့လုံးကျွတ်တံပုံးတီးဆန္ဒပြကြတာတွေရှိတယ်လို့ GSCB ကထုတ်ပြန်ထားပါတယ်ခင်ဗျာတောင်ပြိုရေကြီးမှုကြောင့်လေအကတရာခန့်မြေဖုံးလွှမ်းခဲ့တဲ့ရွာငံမြို့မှာစံကွဲတိတ်ကို700တောင်ပေးပြီးဝန်းစာဖြည့်တင်းနေရပါတယ် ဟန္နာသတင်းပေးပို့ထားပါရခင်ဗျာစံကုန်တဲ့အတင်းကစကွဲအချောတိတ်ကိုရောင်းစည်းချက်၄တောင်း၈ထောင်သာထုတ်ပြန်ချပေးမယ်။တောင်ပြူရည်ကြီးခဲ့လို့ဝမ်းစာမဖူလုံတော့တဲ့ရွာငန်မြို့နယ်ကြောင်ငက်ကြီးရွာမှာတော့စကွဲတိတ်ကိုချက်၈တောင်း၇ထောင်ပေးပြီးဝယ်စားနေကြရပါတယ်။ကျွန်တော်တို့ဒီစပိုင်းလူဦးရေအန်ချီယာ260လောက်စီရနေမှာလူဦးရေအဖြစ်ပြောမယ်ဆိုရင်1500ပေါင်းကျင်လောက်နေထိုင်ပါတယ်ဒီရောက်ရောက်မှာ။ဟို 二零一六年下落来二十八毫米，枯水冬季一段，收年了，我上地巴了。今年你下下落来收年，上地嘞，我们是地段，阳光好，你你看嘛，就那多长。啊，得帮助你帮助，多帮助啊！地里里有该回事的，地长了那块，有杂七公婆边，没事用啥嘞？你看吧呗。哎，地长的浓那块，就那多飘药来呀，适当沟多的增，地里该回事你也得帮助了。 ဟိုဆန်ကောင်းတော့မှမစားနိုင်ကဘောကဆန်တန်းကိုရောက်နေတယ်ကျွန်တော်ဖမ်းဆန်တန်ချင်း73တန်းလောက်ထွက်ရှိနေတဲ့နိုင်ငံမှာလက်တလုံးစဘာပေါ်ချိန်ဖြစ်ပြီးဆန်စဘာလက်ကြံများနေတာကဘာဆန်စည်းကွက်ကျဆင်းနေတာကြောင့်ဆန်တင်ပို့မှုလည်းနေပါနေပြီစဘာစည်းတွေလည်းကျဆင်းနေတာဖြစ်ပါတယ်ဒါကြောင့်ရန်ကုန်မြို့မှာဆန်စည်းဟာစကွဲအောက်ရောက်နေတယ်လို့စကွဲတိတ်ကလည်းကျပ်၄800တာရှိနေပါတယ် ကျောင်းငယ်ရွာကစကွဲရောင်းချတဲ့ကုန်းဆုံဆိုင်တစ်ဆိုင်မှာတော့စိတ်မသေးတာကျဲသုံးပွင်စတဲ့ရန်ကုန်မြို့ဘင်းတောင်ပွဲရုံတန်းကတင်ပို့လိုက်တယ်။စကွဲတွေကိုရောင်းချနေသူတို့ကတော့စံကျုံးလိုဒေသကခေါ်ဆိုကြတဲ့ကြီးရွာစကွဲတဲ့အိတ်ပေါက်ဈေးနဲ့ပတ်သက်ပြီးခုလိုပြောပါရယ်။သူတို့ကဟုတ်ဒီကာသမလာခြားပြည့်တွေကုန်တဲ့တူကအဲကျွန်တော်တရားအေးဟိုစစားပေါ့ဗျာ။အမြလည်းစားပါတအိုက်ကိုနှစ်ထောင်တထောင်လောက်ပဲစားရတယ်။အဲဒီဒီကောင်ကကြတော့ 9000နဲ့အော်9000နဲ့9000ခွဲဒါ9000နဲ့9000အခြေသုံးမလို့10000နဲ့9000ဒါကြောင့်စံစည်းတွေကိုပြီးခဲ့တဲ့2023ခုနှစ်အခုလိုစပါပေါ်ချိန်မှာစတင်ကန့်တက်ခဲ့ပြီးစံစည်းမကြည့်အောင်ရန်ကုန်မြို့နယ်မြို့ကြီးအချို့မှာတက်မှတ်ဈေးအတိုင်းကားနဲ့လက်လံရောင်းချတာဝါရမ်းဆန်ကုန်စီတိုင်းမှာလက်လီဆိုင်တွေဖွင့်လှစ်ရောင်းချတာတွေစတာတွေပြုလုပ်ခဲ့ကြပါတယ်ဒီလိုမြို့ပေါ်မှာတက်မှတ်ဈေးအတိုင်းရောင်းချခဲ့ပေမဲ့ ရွာငံမြို့ကတဘာဝဘေးကြောင့်လေယာဉ်မြေပျက်စီးဆုံးရှုံးပြီးဝန်ဆာမဖူလုံတဲ့ဒေသမှာတော့စကွဲတဲ့အိတ်ကိုစစ်ကောင်စီတတ်မှတ်ထားတဲ့စီချက်သစပုံပေးပြီးဝယ်ယူနေကြရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လအတွင်းပင်းတရတောင်တန်းမှာတောင်ပြိုရေကြီးရာတွေပထမအဆုံးဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်လေယာဉ်မြေတွေလူနေအိမ်တွေနဲ့လူခုနှစ်ဦးတိတ်ဆုံးခဲ့ပြီးအဲ့ဒီတောင်တန်းရဲ့အနောက်ဘက်ခြမ်းမှရှိတဲ့ရွာငံမြို့နယ်ကြောင်ရက်ကြီးရွာရှိလေယာဉ်မြေတွေလည်းနှုံးဝင်သား ချုပ်တုံးနဲ့တစ်တုံးတွေဖုံလန်းကုန်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်တောင်ကြားလွင်ပြင်မှာရှိတဲ့ဆင်လယ်ချောင်းနဘေးဝဲရကလက်အက120ကျော်ရှိတဲ့ဆင်လယ်ကွင်းဟာအက100လောက်ပျက်စီးသွားတာဖြစ်ပါတယ်။ကျွန်မဟန္နာပါ။ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ကပြားဆရာမောင်းနေက training လူလူသွေးပွင့်ဖူဖူနွေဦးကပြအမည်ရှိတဲ့အစားအကိုရောင်းချပြီးရရှိတဲ့အမျက်ငွေအားလုံးကိုနိုင်ကျင်းထောင်ဝင်စာနဲ့မြေပြင်မှာအကူအညီလိုအပ်နေတဲ့သူတွေစီကိုလူရန်သွားမယ်လို့ကပြားဆရာမောင်းနေကပြောပါတယ်။ ဆရာနာတင်ပြီးတဲ့နောက်ငါးနှစ်တာအတွင်းကဗျာဆရာမိုးနေရေးဖြစ်ခဲ့တဲ့ကဗျာအပုတ်တရားကျော်တွေက85ပုတ်ကိုပြန်လည်ရွေးထုတ်ထားတာဖြစ်ပြီးနွေဘာလ6ရက်နေ့မှာမဟာချိုစာပေကနေထွက်ရှိလာတာဖြစ်ပါတယ်။နွေဦးတော်လိုင်းမှာပါဝင်နေကြတဲ့လူငယ်တွေရဲဘော်တွေနဲ့နိုင်ကျင်းတွေအတွက်စိတ်ခွန်အားပေးတဲ့ကဗျာတွေကိုရေးဖြစ်တာဖြစ်ပြီးထုတ်ဝေသူနဲ့တွေ့တဲ့အတွက်တလအတွင်းစာအုပ်လုပ်ဖြစ်သွားတာလို့ကဗျာဆရာမိုးနေကပြောပါတယ်။နွေဦးကဗျာစာအုပ်ကိုတော့ထိုင်းနိုင်ငံအတွင်း ဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်စင်ကာပူနိုင်ငံမလေးရှားနိုင်ငံနဲ့အမေရိကန်နိုင်ငံတွေမှာစာအုပ်ကိုယ်စားလှယ်တွေကနေတဆင့်ထိုင်းငွေဘတ်250နဲ့ဝယ်ယူနိုင်တယ်လို့သိရပါဗျ။ကဗျာဆီယာမိုးနေဟာ1982ခုနှစ်မှာကဗျာစရည်ခဲ့တာဖြစ်ပြီး1988အရေးတော်ပုံကိုဖျက်ဆီးခဲ့တာ2020ခုနှစ်မှာတော့ကြားဆိုင်အမည်ရှိတကောတော်လုံးချင်းကဗျာစာအုပ်ထွက်ရှိထားပါတယ်ခင်ဗျာ။ နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်စူတောင်းပွဲနဲ့တော်လှန်ရေးရုပ်ရှင်ပြုံးပြုံးလေးပြပွဲကိုကနေဒါနိုင်ငံရောက်မြန်မာပြည်ပွားတိုင်းသားတွေကတိုရန်တိုမြို့ရှိ Innis Town Hall မှာနိုဝင်ဘာလ16ရက်နေ့နေ့ပိုင်းကကျင်းပခဲ့ကြပါဗါတယ်။အဲ့ဒီစူတောင်းပွဲကိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ် Kim Harris ကကိုထိန်လင်းနဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းတို့ကအွန်လိုင်းကနေတက်ရောက်ခဲ့ကြပါဗါတယ်။ အဲ့ဒီစူတောင်းပွဲမှာဒရိုက်တာကိုပေါ့ရိုက်ကူပြီးအကယ်ဒမီမင်းမော့ကွန်ပါဝင်တရုတ်ဆောင်ထားတဲ့ပြင်းပြင်းလေးတော်လန်ရုပ်ရှင်ကားကိုပြသခဲ့ပြီးအဲ့ဒီကနေရလာတဲ့အလုံငွေတွေအားလုံးကိုမြေပြင်မှာရှိနေတဲ့တော်လန်အားစုတွေစီကိုလှူဒန်းသွားမှာဖြစ်ပါတယ်ခင်ဗျာအကယ်ဒမီမင်းမော့ကွန်ဦးဆောင်ပါဝင်ပြီးဒရိုက်တာကိုပေါ့ရိုက်ကူထားတဲ့ပြင်းပြင်းလေးຫນွေဦးတော်လန်ရုပ်ရှင်စကားကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာပြသခဲ့ကြပါတယ်မောင်တူးပြပို့ထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒီနေ့ကျမတို့တွေမေဆောင်မြင့်မှာတခင်းနဲ့ကြည်လာရတီရှူအားပေးလာကြရတယ်ဒေါ်လန်မိသားစုတွေဒါဆရာတို့ဖရာကြီးကိုလည်းဥထိပ်ထားပါတယ်နော်ဒီရုပ်ရှင်ကယူလာရောက်ချီးမြှင့်ပေးတဲ့အတွက်ဥထိပ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ပြုံပြုံလေးရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာဒီကနေ့ပြသတဲ့အခါလက်မှတ်တစ်စောင်ဘတ်300နှုန်းနဲ့ပိတ်တက်900ကျော်ယုံပြည့်အားပေးခဲ့ကြပါတယ် ဇက်ကတကလုံးကအခုလက်ရှိပေါ့နော်မြန်မာနိုင်ငံရဲ့နိုင်ငံအခင်းချင်းတစ်ခုလုံးပြတာဖြစ်တယ်နောက်20အဲနောက်20မတိုင်ခင်ကိုဗစ်အဲအာနာသိန်းကြီးမတိုင်ခင်ကစပြီးရောဒီတော်လိုင်းကာလာတစ်ချောက်လုံးမှာကြီးခဲ့မြန်မာပြည်သူတွေခံစားနေရတဲ့ကြုံတွေ့နေရတဲ့အရာတွေအားလုံးပြတ်တာဖြစ်တယ်အဲ့တော့ဒီကားကိုကြည့်ပြနေတော့ဗမာပြည်သူတွေကကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့အရာတွေအားလုံးကိုမြင်တွေ့ခံစားရမယ်အဲ့အတွက်ကြောင့်မို့လို့ဒီကားကတကယ်ပဲဟိုမြန်မာပြည်သူတွေအတွက်အကျိုးရှိတဲ့ခါလကားကိုပြောလို့ရတယ် ီအားဖဲပါတော်သားလေးကိုရှော့စိတ်ကိုကြည်ကြည်လေးထားပြုံးပြုံးလေးနဲ့ဟုတ်ကဲ့ဒီပြုံးပြုံးလေးရုပ်ရှင်ကမှပေါ့နော်အာကျွန်မဒီကိုကျော်ရဲ့အမနေရပေါ့နော်တရုတ်ဆောင်ခဲ့ရပေါ့ဒါပေမဲ့ဇိုင်းခန့်လေးရတော့အများကြီးမဟုတ်ပေါ့နော်ဒါပေမဲ့လည်းဒီကိုလုံးနိုင်တဲ့ဖက်မှာပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီဒီကားက တကယ်ရကြတော့ဒီတော်လရေးကားဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးကလည်းဒီကောင်းမှာဒီကိုတက်နိုင်တဲ့အင်အားလေးနဲ့အထုံခွန်ဆိုင်လေးတွေရိုက်ပေးထားတာကိုပေါ့နော်ပြည်သူတွေကိုချပြတဲ့ကားဖြစ်ပါတယ်ဒါညီမအနေနဲ့ကတော့ဂုံယူတာပေါ့နော်ကိုကိုတိုင်းကလည်းစီရီယံတယောက်ဖြစ်တာအတွက်ဒီလိုမျိုးကားမျိုးရိုက်ရတဲ့ကိုရဲ့အင်အားလေးနဲ့ဒါတိုင်းပြည်အတွက်တရောက်တနေရာကနေပြီးတော့ဖန်ကိုလေးရှာပေးရတဲ့အတွက်မှာအဲ့ဒီမှာအများကြီးဂုံယူပါတယ်ရှင်ဒီရုပ်ရှင်ကိုကရင်နီပြည်နယ်ဒီမော့ဆိုဖလူဆိုနဲ့ဖားဆောင်မြို့နယ်တွေအတွင်းမှာ ကရင်နီတော်လန်ရေးရဲဘော်တွေပါဝင်ပြီး2024ခုနှစ်ကစတင်ရိုက်ကူးထားခဲ့တာပါဒါလာရမုံကိုကျမတို့ကတရားရခိုင်နှုန်းပေါ့နော်မြေပြင်ကိုစီးတဲ့မကရီနီကိုပဲစီးတဲ့မှာမယ်ပြီးတော့ပထမကြိမ်လဲကျမတို့ဒီပေါ့နော်အလူငွေကိုခွဲရမ်းချပြီးတော့လူရမ်းငါကိုလဲဇွန်မီတင်နဲ့ပြပြီးသွားပြီပေါ့နော်ဆရာကြီးတော်ပဲဆိုးရရှိရဲနောက်ပြီးတော့တခြားမြေပြင်နဲ့အပိုင်းပိုင်းပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ဒီတပွဲကရရတဲ့ပတ်စံကတော့ မြန်မာဝင်သိန်း320ပေါ့ဗတ်သိန်းဝင်းကျင်လောက်ပဲရမယ်ဒါပေမဲ့တခြားဟိုဒေါ်လာထုတ်ကုန်ပစ္စည်းတွေရှိရဒီလိုမျိုးပြုံးပြုံးလေးအင်ဂျီလေးတွေပြုံးပြုံးလေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပစ္စည်းတွေမာချန်ဒိုင်းစင်ပေါ့နော်အဲ့အရာလေးကိုလည်းဒေါ်လာထုတ်ကုန်လို့လည်းဝယ်ယူပြီးတော့လှူဒန်းတာမျိုးဖြစ်ပို့ပြီးတော့ဒီလှူဒန်းငွေကစီးတက်နိုင်တာပေါ့နော်အဲ့တော့ဒီတကားတည်းက amount amount ငွေကအရင်မများဘူးကျွန်တော်တို့စုတီးလိုက်တဲ့ခါကျရင်လုံးရှင်ကား3ကား4ကားစာစုတီးလိုက်ရင်ကျွန်တော်တို့ဒီဒေါ်လာအမြင့်ပြင်ကိုပေါ့နော်ဒီအများကြီးလှူဒန်းပေးနိုင်မယ်ပေါ့နော် ဆန္ဒပြရင်လည်းလမ်းမပေါ်မှာအသက်ပြီးသွားတဲ့ကလေးတွေမှာတပုံကြီးသူတို့အတွက်ကိုကျွန်တော်တို့ကဆက်ကိုလှုပ်အောင်ပါခုံယူပါရဲခုံယူရဲကစော်ဒီတော်လိုင်းတောက်လျှောက်လုံးပါလားကျွန်တော်ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒါလည်းဘဝရဲ့ဘက်တိုင်တစ်ခုလိုပဲပြောလို့လည်းရတယ်ပေါ့နော်နောက်ပြီးတော့ဒီဒီပြီးတော့အမှုပညာနဲ့တော်လန်ရတဲ့အတွက်လည်းဒါဒီပေါ်ပါလေကျွန်တော်တို့ဟိုအရန်ကုန်ယူပါရဲပေါ့နော် ပြုံးပြုံးလေးရုပ်ရှင်ကိုပြီးခဲ့တဲ့ဩဂုတ်လ10ရက်ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာပထမဆုံးပြသခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလ23ရက်မှာလည်းဘန်ကောက်မြို့မှာ ပြသအောင်မှာပါ။ဒါအပြင် ကနေဒါနိုင်ငံနဲ့ဆွီဒင် နိုင်ငံတို့ပါဝင်နိုင်ငံ၅ခုမှာလည်းထပ်တိုးပြသဖို့စီစဉ်ထားပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူးပါအများကြီးမလုပ်ပေးနိုင်တော့မှာပါ။အနည်းဆုံးတော့အာနာရှင်ရဲ့စစ်ဖက်နဲ့အောက်မှာ 别多嘛，多套嘛。 ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ဖမ်းမြေပေါ်မှာမဆိုပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက်ဘလို့ကြိုးပမ်းမှုမျိုးကိုမဆိုစန့်ကျင်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုကထပ်မံပြောကြားလိုက်ပါတယ်။နိုဝင်ဘာလ18ရက်နေ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှပါလက်စတိုင်းလွတ်လပ်ရေးတကားပွင့်လာစေနိုင်တဲ့အမေရိကန်ထောက်ခံထားတဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုမဲခွဲမဆုံးဖြတ်ခင်တရက်အလိုမှာအခုလိုပြောခဲ့တာဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ညီနိုင်ပေးထားတဲ့ Israel Hamas အပြစ်ခတ်ရစဲမှုနောက်ဆက်တွဲအဖြစ်အခုဆုံးဖြတ်ချက်မူကြမ်းကိုမဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ဂါဇာကမ်းမြောက်မှာအသွင်ကူးပြောင်းရေးကာလအုပ်ချုပ်ရေးနဲ့ယာယီအပြစ်ပြဆိုင်ရာတည်ငြိမ်ရေးတပ်ဖွဲ့တွေချထားဖို့အစီအစဉ်ကိုလုံခြုံရေးကောင်စီကထောက်ခံမှုမဲခွဲကြမှာပါ။ဆုံးဖြတ်ချက်နောက်ဆုံးမူကြမ်းထဲမှာအနာဂတ်ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေးဆိုတာကိုညွှန်းထားပါတယ်။ဒီအချက်ကိုအစ္စရေးအစိုးရဘက်ကအသေးအတန်ကန့်ကွက်နေပါတယ်။ ဘန်နယ်နမိတ်မှာမဆိုပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာမှာကိုကျုပ်တို့ရဲ့ဆန့်ကျင်မှုကပြောင်းလဲမသွားပါဘူးလို့နေတန်နီယာဟုကကက်ဘိနက်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံထူထောင်ခွင့်ပေးတာဟာဟာမတ်ကိုဆုချသလိုဖြစ်မှာဖြစ်ပြီးအစ္စရေးနဲ့ဆက်မှာဟာမတ်အုပ်ချုပ်တဲ့နိုင်ငံကြီးတစ်ခုပေါ်ပေါက်လာစေနိုင်တယ်လို့နေတန်နီယာဟုက အခိုင်အမာပြောဆိုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ နိုဝင်ဘာလ15ရက်နေ့ထိ2026ကမ္ဘာဖလားဝင်ခွင့်ရအသင်းစုစုပေါင်း30အထိရှိလာပါတယ်။ဥရောပဆောင်ကခရိရှား အသင်းကကမ္ဘာဖလားချေစစ်ပွဲအောင်မြင်တဲ့30မြောက်အသင်းဖြစ်လာခဲ့ပြီးလက်ကျန်18နေရာအတွက်တိုက်ကြီးတွေအလိုက်ဆက်လက်ရှင်ပြန်ကစားရအောင်ပါပါ။လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ဒုတိယရပြင်သစ်အသင်းတို့ချေစစ်ပွဲအောင်မြင်ထားပြီးဖြစ်သလိုအာဖရိကဆောင်ကကစ်ဗာဒီအာရှဆောင်ကဂျော်ဒန်နဲ့ ။ဥစ်ပါကစ္စတန်အသင်းတွေကကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးအကြိမ်ရှင်ပြန်ကစားခွင့်ရရှိထားတာပါ။ကမ္ဘာဖလားပူးတွဲအင်ရှင်နိုင်ငံတွေဖြစ်တဲ့ American, Canada နဲ့ Mexico နိုင်ငံတွေအပါအဝင်အာရှဆောင်ကခြေစစ်ပွဲအောင်အသင်း၈အသင်း၊ Africa ဆောင်ကအသင်း၉အသင်း၊သမုဒ္ဒရာပိုင်းဆောင်က New Zealand အသင်းတို့ကခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်ပါတယ်။ အလားတူတောင်အမေရိကစုံက6သင်း၊ဥရောပစုံကအင်္ဂလန်ပြင်သစ်နဲ့ခရိရှားတို့သုံးသင်းတို့ဟာလည်းခြေစစ်ပွဲအောင်မြင်ထားလို့စုစုပေါင်းအသင်း30အထိထွက်ပေါ်လာခဲ့တာပါ။နော်ဝေအသင်းကလည်းခြေစစ်ပွဲအောင်မိုးတေချာတလောက်ရှိနေပေမဲ့နောက်ဆုံးပွဲစဉ်ကစားဖို့ရှိသေးတာကြောင့်တင်ချာနီးယားခြေစစ်ပွဲအောင်တဲ့အသင်းစင်းမှာထက်မတွက်ထားတာဖြစ်ပါတယ်ခင်ဗျာ။ DVB ရုံမြင့်တန်းချိုင်းနေ့လယ်နားနာရီသတင်းတွေကိုထားရိုက်တင်ဆက်ပေးခဲ့တာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ